hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ Chelsea နဲ့ Manchester United တို့ရှင်ပိုင်ကစားမဲ့မနေ့ပြန်ပွဲစဉ်တွေပွဲကြို၃တချက်ပေါ့လေတောက်ကြနေညစနေနေ့မနေ့မှာကျွန်တော်ရှင်ပိုင်ကစားမှာပေါ့နော်အထူးအထူးပြင်းတော့ကျွန်တော်ဒီ Europa League Final ရှိတယ်ဆိုတော့ဒီဘက်ပွဲတွေစောပြီးတော့ကျွန်တော်ကစားရတာဆိုတော့ Chelsea ကွင်းမှာ United ကကျွန်တော်သွားပြီးတော့ကစားရမယ် အဲ Chelsea နဲ့ပတ်သက်လို့ကျွန်တော်အရင်ဆုံးပြောကြည့်အောင်ပါ Chelsea ကလက်ရှိ Premier League အဆင့်5မှာကျွန်တော်ရှိနေပြီးတော့ Champions League ဝင်ခွင့်ရမယ့်နေရာမှာရှိနေတယ်36ပွဲကစားပြီးတဲ့အချိန်မှာ18ပွဲနိုင်ထားတယ်9ပွဲတည်9ပွဲရှုံးထားပြီးတော့62ဂိုးရထားတယ်43ဂိုးပြန်ပြီးထားရတယ် ဆိုတော့63မှတ်သူရတာတယ်ဆိုတော့ဒီနေရာမှာအဆင့်၄ကမန်ချက်စတာစီးတီးနဲ့အဆင့်၅ကချယ်ဆီနှစ်မှတ်ပဲကွာတယ်အဆင့်၃ကနျူကာဆယ်နဲ့အဆင့်၅ကချယ်ဆီကျွန်တော်တို့သာ၃မှတ်ပဲကျွန်တော်တို့ကွာတယ်ဒါပေမဲ့လို့အဆင့်၆ကအက်စတွန်ဗီလာနဲ့ချယ်ဆီအမှတ်မကွာဘူးအဆင့်၇ကနော်ဒီယန်ဖောရက်စ်နဲ့ချယ်ဆီကျွန်တော်တို့သာတက်မှတ်ပဲကွာတယ်ဒါကပါကိုပြောတဲ့လဲဆိုတော့ချယ်ဆီအနေနဲ့အိမ်ကွင်းလဲဖြစ်တယ် လက်ရှိဒီယာဒီမှာကိုရီထက်လည်းအများကြီးပိုကောင်းနေတဲ့အသင်းဆိုတော့ Champions League ဝင်ခွင့်ရဖို့ Champions League ဝင်ခွင့်မှာဆက်ပြီးတော့နေနိုင်ဖို့ဒီသူတို့ရဲ့အဓိကရည်ရွယ်ချက်ပဲသူတို့က Conference League Final လေးရောက်နေတယ်ဆိုမြဲအဲ့ Final ကဒီကောင်းနေရပြီးသားတယ်ဗျမကန်ခင်ကလေးကသိတယ်မလားအလောက်ကြည့်ကြည့်စိတ်ပူစရာမလိုဘူးဆိုတော့သူတို့စိတ်ပူရမှာဒီ Champions League မှာ Top 5ကိုဝင်ဖို့ပဲအဲ sorry Premier League မှာ Top 5ကိုဝင်ဖို့ပဲ Conference League ရရင်တောင်မှ Europa League လောက်ပဲဝင်ခွင့်ရမှာ တော့ conference league ကို ion site တယ်ဆိုတာထက် ion site ဆရာတော့မလို့ပါဘူးเนาะအိမ်ကောင်ကြီးနဲ့ကန်ရင်တော့နိုင်နေပြအဲ့ပြိုင်ပွဲကဆိုတော့ chelsea အတွက်ဒီပွဲဟာ imminent ရေးကြည့်တယ်သုံးမှတ်ရဖို့ရေးကြည့်တယ်သူတို့အိမ်ဝင်လည်းဖြစ်တယ်ဒါကြောင့် chelsea အတွက်ကသူတို့လူစင်းအတောင်တင်းဆုံးနဲ့အကောင်းဆုံးပုံစံနဲ့သူတို့ရှိမယ်ကစားလာမှာအောက်ကဒီအဆင့်ခွန်က Northern Forest နဲ့တောင်မှတမက်လောက်ပဲကွာတဲ့ချိန်မှာ Chelsea ကဘာ Rexman ယူဖို့မရှိဘူး။เนาะဒါအပြင် Chelsea ရဲ့နောက်ဆုံး၅ပွဲကိုကျွန်တော်ကြည့်ရင်လည်း တပွဲတရေတပွဲရှုံသုံးပွဲထိသူတို့နိုင်ထားတယ်။နော်သုံးပွဲထိနိုင်ထားပြီးတော့အဲ့ဒီရှုံထားတဲ့ပွဲဟာနယူကာဆယ်ကို သူတို့တူးစီးနဲ့ရှုံတဲ့ပွဲပါ။အဲ့ဒီပွဲမှာဆိုလို့ရှိရင်နီကလက်ဂျက်ဆင်က36မိနစ်မှာအနီကက်ထိထားတယ်။ဆိုတော့ဒီပွဲကပါဖို့မရှိဘူး။ဒါပေမဲ့လို့ပေါ့နော်ချက်စီမှာဆိုလို့ရှိရင်ကိုဘာမာတို့ပြီးလို့ရှိရင်ကျွန်တော်ဒါနက်တူတို့မာရိုဝခီတို့အန်ဆိုဖာနန်ဒက်စ်တို့သူတို့ပြင်ဒီယာဒီမှာတောက်လျှောက်ကောင်းနေတဲ့ကိုင်းစီတို့တို့ပေါ့နော်။အဲရူမီယိုလာဘီယာတို့လည်းပြန်ကစားနေပြီ။ဆိုတော့ကြည့်ရရင် ချက်စီမာကသူ့လူနဲ့သူကျွန်တော်ဟုတ်နေတာသူ့လူနဲ့သူကျွန်တော်ဟုတ်နေတာဆိုတော့ဒီပွဲကလည်းထုံးတယ်လိုက်မြဲသူတို့အိမ်ဝင်လည်းဖြစ်တယ်သူတို့ကလည်းဒီယာဒီမှာအများကြီးပူပြီးတော့ကောင်းတဲ့အတင်လည်းဖြစ်တယ်ဆိုတော့သူတို့သိထားတယ်နော် conference league ဆိုတာလည်းဒီပွဲဟာအများကြီးပူပြီးတော့အာယုံဆက်ရမယ်ဆိုတော့သူတို့သိထားတယ်အဆင့်ခွန်က Northern Forest နဲ့လည်းနော်အဆင့်ခွန်က Northern Forest နဲ့လေသူတို့ဒါအမှတ်ကွာမှုသိမရှိဘူးဆိုတော့လုံးဝရှုံးလို့မရဘူးနိုင်မကိုရမယ်တည်ရီတောင်မှသိကျင်းလို့ရတဲ့အနေထားမျိုးမဟုတ်ဘူးပြဘာလို့လဲဆိုတော့ ါပွဲစဉ်38မှာလည်းသူတို့ဘယ်သူနဲ့တွေ့ရမှန်းသူတို့မသိသေးဘူးမသိသေးဘူးကျွန်တော်မသိသေးဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ Chelsea အတွက်အမှတ်ယူလို့ရတာဒီဒီပွဲပဲအဲဒါကြောင့် Chelsea အနေနဲ့ဒီပွဲဟာနိုင်မှကိုဖြစ်မဲ့ပွဲပါနိုင်မှကိုဖြစ်မဲ့ပွဲပါ Chelsea နိုင်အောင်ကိုကစားမရမယ်ပေါ့နော်ဒါကြောင့်နိုင်အောင်လည်းကစားလာလိုက်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့တစ်ဖက်ကကိုရီအသင်းကိုကျွန်တော်ရောက်လာပြီတော်တော်ကိုစိတ်ပျက်စရာကောင်းတဲ့အသင်းပါနော်ဆိုတော့ Amorin အတွက်ဒီပွဲဟာကျွန်တော်ဘာမှမလိုချင်ဘူးပြမြင့်မြင့်ရှုံးနိုင်နိုင်လာမပြောနေတော့เนาะအဓိကက first line နဲ့ player တွေမတုံးဖို့ပဲတတ်နိုင်တယ်မြတ် ကျွန်တော်တို့လေ့ကျင့်ခန်းအစီအစဉ်မှာလည်းလူငယ်ကစားမအများအပြားကိုကျွန်တော်တွေ့ရတယ်။ဒါပေမဲ့သုံးလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။နော်လူငယ်တွေအလုံးစုံသုံး2ယောက်ပေါ့အဲ့ထက်ပိုသုံးလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ဒါပေမဲ့ MOD အနေနဲ့ WhatsApp နဲ့ပွဲစဉ်ကတာရကကိုသူယူဖို့လိုတယ်။နော်ဒီချိန်မှာအုံနောက်တုံးတဲ့အလုပ်ရတဲ့တိတ်မလုပ်ဖို့လိုတယ်ဗျာ။နော်ကိုကိုတိုင်းဒီတင်းကိုဘာမှကောင်းအောင်ဆွမ်းဆောင်ပေးထားနိုင်ခြင်းမရှိဘူးအဆင့်16ကိုကျွန်တော်ရောက်နေတယ်ဒါပေမဲ့ final ကိုရောက်ပြီးသားအနေထားကတော့သူဖြည့်ဆည်းလို့ကျွန်တော်မရဘူ ချက်စပါကအက်စတိုမီလာနဲ့ကစားရပါမယ်ကိုဒီပွဲစဉ်38မှာကစားရမယ်အသင်းနဲ့အဲမဲ့ကြည့်နေစပါဟာလူအများကြီးအနာပေးလာမှာဘာလို့လဲဆိုတော့သူတို့ဥတီချက်ကရှင်းနေယူရိုပါလိရဖို့ပဲကိုဒီလည်းဥတီချက်ကရှင်းပါတယ်ယူရိုပါလိရဖို့ပဲဒါပေမဲ့လို့အထက်ကလောက်ရက်တီကကျတော့မဟုတ်မနေဘူးနော်အခုလက်ရှိကျွန်တော်တို့ဒါလန်နီယူရိုအင်ဂျူရီပြဿနာကြုံသွားပြီဘာမှဆက်လုပ်လို့ကျွန်တော်မရတော့ဘူးဒီကစားမှာယူရိုပါလိဖိုင်နယ်မှာပါမလာလဲအခုချိန်ကြီးဘာမှမသိရဘူးတော်တော်ကိုတိုင်ပတ်တဲ့လောက်ရက်ပါတော်တော်ကိုစိတ်ပြက်စရာကောင်းတဲ့လောက်ရက်ပါ တော့ဒီပွဲကကျွန်တော်ခုနကပြောလိုပဲ Chelsea နဲ့ပွဲစဉ်မှာเนาะမင်းမင်း Chelsea နဲ့ပွဲစဉ်ရှုံးဘာဖြစ်လဲဗျာကျွန်တော်အလုံးစုံတပတ်ပေါ့ပြောင်ညာလောင်ညာဟုတ်တယ်မလားအဲ Europa League Final သာရှုံးမယ်ဆိုလို့ရှိရင်အဆင့်ကလည်း16နဲ့ကျွန်တော်တို့ပေါ့เนาะအဆင့်ကလည်း16နဲ့ယာစီတင်ရနောက်ယာစီမဆမချင်းတိုင်ပတ်မှာချီနီမျိုးကဘာ Champions League မှာလည်းဝင်ခွင့်မရဘူးเนาะဘာကစားသမားမှာလည်းခေါ်ခွင့်ရမှာကျွန်တော်မဟုတ်ဘူးကောင်းကောင်းကန်ကန်ဘယ်သူမှလည်းအသင်းကိုလာခြင်းမှာမဟုတ်ဘူး ဘယ်သူမှမလာခြင်းတဲ့အချိန်မှာငွေမသုံးခြင်းနဲ့ပိုင်ရှင်နဲ့ဆိုတော့ခါကျတော့အေးအေးဆေးဆေးဖြစ်သွားမှာတော်တော်ကိုစိတ်ပျက်စရာပါနော်အသင်းမှာကကစားသမားတွေကလည်းဒီဆက်အစင်းဆက်6နဲ့ယာဒီသိမ်းရတာကြီးကိုသူတို့ကျင့်တတ်နေတဲ့ပုံစံမျိုးပဲပရိသတ်တွေရဲ့ဘက်ကလည်းတအားတကူတွေးကြတာအော်ငါတို့ဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့ကိုအသင်းရဲ့ standard ကဘလောက်ထိရှိနေရမလဲဘလို့အချိန်ဒီမျိုးမှာငါတို့ထားရမယ်ပါ exception မဲ့မရှိရဘူးသူတို့ဒီမှာဘာမှကောင်းနေမရှိတော့ဘူးနော်ငါတို့ကတော့ဟိုဟာဖြစ်လို့ပါလေဒီဟာဖြစ်လို့ပါလေနော်ဒီလိုမျိုးကြောင့်ဟိုလိုမျိုးကြောင့်ကျွန်တော်တွေးနေကြပြီ ကိုသိရှိသိရှိထိုင်တဲ့နေရာမရှိသိမရှိထိုင်တဲ့နေရာတွေမတွေးတော့ဘူးတော်တော်ကိုကျွန်တော် standard တွေကတော်တော်ကျလာပါပြီအသင်းရဲ့စံချိန်စံနှုန်းတွေဟာတော်တော်ကိုလက်မခံနိုင်တဲ့အခြေအနေကိုရောက်လာပြီဆိုတော့ဒီပွဲကကျွန်တော်ပြောစဉ်းစား Europa League final တွေလုံးဝနိုင်ကိုနိုင်ရမယ့်ပွဲမဖြစ်မနေနိုင်အောင်ကြိုးပမ်းမယ်ပွဲနိုင်ရောနိုင်တဲ့နီးနဲ့မနိုင်အောင်ချကိုချမယ်ပွဲကွာဟုတ်တယ်မလားဟောဆိုတော့ဒီပွဲပွဲတွေဒီမေးလိုက်တော့ Chelsea နဲ့ပွဲမှာမင်းအဲ့အဲ့ကြောင့်မယ် senior player တွေတက်ထိုင်နေမှာမသုံးနဲ့ဂူသမားကတော့ထားပါတော့ဗျာဘယ်ကောင်အောင်တုံတုံဘာမှမထူတာ နော်ပြီးခဲ့တဲ့ဝက်ဆန်နဲ့ပွဲလေဘိုင်နာပါလာတာမလားနော်ဘိုင်နာပါလာတာဘာမှထူးခြားလာတာမဟုတ်ဘူးဦးနနာပါလေဘာမှထူးခြားမှာမဟုတ်ဘူးဆိုတော့ဂိုးသမားကကျွန်တော်တို့မှာရွေးချယ်ကြရမရှိဘူးဆိုတော့ထားအောင်တော့ဦးနနာဆန်နာဘက်တီမှာဆိုလို့ရှိရင်နော်ဆန်နာဘက်တီမှာဆိုလို့ရှိရင်ဒီ၃ယောက်ကအဖြစ်တင်ဆုံးပဲဒါတော့မှလူရှိုးကိုနားเสียရလူမရှိလို့လင်ဒီလော့ဖ်ပါကိုပါမရမယ်ပွဲအဲ့ကောင်ဒန်ယာကြုံနေလားမင်းဒန်ယာနဲ့လည်းကောက်ထက်ဒါပဲကျွန်တော်ချရမှာလုံးဝကစားလို့မရဘူးလားမင်း၁၀ယောက်နဲ့ဆော့မင်းတို့ကမင်းဂျန်နက်စီနီယာပလေယာထိကိုမထိနဲ့မင်းအဲ့လိုတို့ရမှာဟုတ်ပြောတာ ဆင်ကူရင်ဆန်ကောဆန်နေလိမ့်မယ်ဒါပေမဲ့ချရမှာပဲနော်ကျွန်တော်တို့55တိုင်လာဖရက်ဖရက်ဒရစ်ဆင်ကျွန်တော်တို့ဘောနော်မင်းအမြင်ပေါ်ဒီအားနေနေတဲ့ချအထက်မင်းမင်းကြိုက်လောက်အမြင်ပေါ်အားနေချအထက်နော်ထဲဆော့မင်းလင်းကြီးလော့မင်းအင်ဂျူဒီပြဿနာကျုံးနေရသလားဘာမှဖြစ်ဘူးလားမင်းမှအမှားလုပ်လို့မလုပ်လို့မင်းငါတို့စိတ်ဝင်စားဖို့ထဲလူ7ယောက်ပြည့်သွားဖို့ရေးကြီးတယ်ဟုတ်တယ်မလားနော်စီနီယာပလေးယာတွေနားပြရဖို့ရေးကြီးတယ်မဟုတ်ဘူးငါကတော့လုံးဝကစားလို့မရတော့ဘူးโอเคထွက်မင်း10ယောက်နဲ့ကစားဘယ်စီနီယာမှမထိနဲ့ လူရှော့ဖြစ်နိုင်လူရှော့ပါနားပေးရမှာကျွန်တော်လောလောဆယ်စဉ်းစားလို့မပြောဘူးဒီကူကွန်ကီတို့ပါတော့နော်ဂေါ့ဒဝဲကူကွန်ကီတို့ပါတော့ပါလာမလားမသိဘူးချအိုင်ကွန်တွေထက်လူရှော့တွေပါသိစဉ်းစားမိနေမထဲနဲ့မထီးနဲ့သိတယ်မလားနော်ဟိုဝက်ဆန်နဲ့ပွဲမှာတော့မလာမသိဘူးကျွန်တော်တို့နားပေးလေးရတယ်မလားဒီကောင်ဟုတ်တယ်မလားနော်အဲကြောင့်ချနော်ဂျန်နက်စီနီယာပလေးယာတွေမြင်ထီးကိုမထီးနဲ့ကွာသေးလားနော် MOD နေနဲ့နော်ထီးကိုမထီးနဲ့မဟုတ်လေမင်းအစင်းစကြောက်ဆက်ခွန်မဲမင်းလဲပတ်နေမှာပဲလေဟုတ်တယ်မလားနော်အဲကြမှာတော့မင်းချမထီးနဲ့ထက်ဂျန်နက်ကောင်လူငယ်တွေအကုန်ထက် နော်ဝင်းဘက်မှာလာဟယ်ရီအာမတ်စ်ထက်နော်ဟယ်ရီအာမတ်စ်ထက်ဘယ်ကောင်းမှမတီးနဲ့နော်ပြီးရင်ကွင်းလယ်မှာလာနော်ဥကာဒိထက်စောက်တော့မှမကြတာမီလောလောဆယ်မှာနော် CO ထက်ဥကာဒိတော့ပြီးရင်အေရစ်ဆန်ထက်ဘယ်ဘရူနိုတော့မှမထက်နဲ့ဘယ်မိန်းနူမန်လည်းမထက်နဲ့ကွာဟုတ်တယ်နော်ဘယ်မိန်းနူမန်လည်းမထက်နဲ့ဘယ်ဘရူနိုတော့မှလည်းမထက်နဲ့လုံးဝ final မှာတုံးလို့ရနိုင်မယ်ဆိုတဲ့ကစားမားတွေလုံးဝကိုမထီးနဲ့နော် ဖြစ်နိုင်လို့ရှိရင်မင်း Ericsson နဲ့တခြားပါလဲဒီ Ugali မဟုတ်ဘဲနဲ့တခြားကောင်တကောင်ထည့်ရမှာเนาะပြီးရင်နံပါတ်1ရုံးမှာဘဲကာနာချိုးမတ်မတီနဲ့ဘဲကာနာချိုးမတ်မတီနဲ့ထเนาะ Kobe Menu ကအမှန်တမ်းပြောရင်မထည့်သင့်ဘူးဒီလားဒါပေမဲ့လို့ Bruno Fernandes ကိုမထည့်စေချင်တော့ Menu ကိုပို့ထည့်ရမှာ Okicha အထက်လူမှမရှိတာเนาะခု Mason Mount ထက် Manley မင်း Mason Mount ထက်เนาะမဟုတ်လေဟို Europa League Final မှာမင်းပါဂျမပါမှာပွဲထွက်လူစင်းကိုချက်ထက် နော်တိုင်းစစ်မှာဆိုရင်ချီတိုအိုဗီထက်မင်းပဲ Resmus မမတိနဲ့မင်းမင်းကောင်းကောင်းမကောင်းကောင်းမကောင်း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 ဟုတ်တယ်မလားကျွန်တော်တိုင်းစစ်ကမင်းသူပဲရှိတာလေ Resmus ပဲရှိတာမထက်မတိနဲ့ကျွန်တော်ကောင်းနေကုန်ထက်နော် right win လာပဲအာမတ်မမထက်နဲ့ချာပက်ထရစ်ဒူဂူထက်ထဲတာထက်ပက်ထရစ်ဒူဂူတို့ဘာလို့ဘာလို့လဲဆိုတော့ကျွန်တော်မာစတာဘီတို့ရှိမယ်အာမတ်တို့ရှိမယ်ဘယ်မာစတာဘီမှဒီပွဲမှာမထိနဲ့တော့မင်းမင်းအာမတ်တီးရလို့လည်းမထိနဲ့ဟုတ်တယ်မလားတိုင်းလာမှာထိကိုမထိနဲ့ senior player တွေကိုသိတယ်မလားဖြစ်နိုင်လို့ရှိရင် အေးတော်တော်ပေါက်ကွဲထတာမင်းအဲ့ဝက်ဆက်နဲ့ပွဲရတော်တော်ကိုစိတ်ပြက်စရာစီနီယာပလေးယာတွေအများကြီးတုံးလာတယ်ပြီးမနိုင်ဘူးမနိုင်ဘူးပြီးရင်စဉ်းစားကြည့်ပါလားမင်းအဲ့ဝက်ဆက်နဲ့ပွဲမှာမင်းဘယ်ကောင်တွေတုံးခဲ့လဲနောက်ဝက်ဆက်နဲ့ပွဲမှာသူ white land ပွဲချင်းပြီးမိနစ်90ပြည့်ပါတယ်ဗျာနောက် main new မိနစ်90ပြည့်ပါတယ်ဗျာမေဆန်မောင်ကိုပွဲထုတ်တယ်ဗျာ finalist မိနစ်90ပြည့်ပါတယ်ဗျာဥကာဒီကိုပွဲထုတ်တယ်ဗျာအာမတ်ကိုပွဲထုတ်တယ်ဗျာယိုရိုကိုပွဲထုတ်တယ်ဗျာမာဇာဝီကိုပွဲထုတ်တယ်ဗျာလူချိုးကိုပွဲထုတ်တယ်ဗျာတူးစီးနဲ့ရှုံးတယ် ရောက်ချက်တီတုံးတော့ရောက်ချက်တီတုံးတော့ဟုတ်တယ်မလားစီနီယာပလေယာကြီးအမှန်ကန်ထည့်လာတာနိုင်လည်းမနိုင်ငါလိမနိုင်နိုင်မထည့်နေသေးရေကွာဆော်စီစီဟောအခုသူယူရူကမင်းသွားပြီဘာမှဘာမှဘယ်ဖိုင်နယ်မှပါဖို့အချိန်မကောင်းဘူးနော်မာစတာဝီဆိုအဲ့ပွဲမိနစ်90ပြည့်ပါဟောမင်းဒီပွဲမှာအနာမပြီးပဲနဲ့မင်းဘလူးမန်ဖိုင်နယ်ကိုသုံးလို့မရဘူးနော်အာမက်ဒီယာလိုကိုကထည့်လိုက်သေးတာတော်စစ်ပြဖို့ကောင်းတယ်နော်နီးပြရဲ့လုပ်ရည်တွေကနော်ကိုကိုရိုင်းကြတော့မင်းအဆင့်16ဒီမင်းတမိုင်းတစ်ချောက်အဆိုးဝါးသွင်းဖြစ်အောင်လှုပ်ထားတာ မင်းဟိုဟိုကပြောဒါပြောနေနော်ဟိုလူနားပြီးမယ်ပြောဒီလူနားပြီးမယ်ပြောကုံလျှောက်ပြောတာပြီးရင်ဘာမှလည်းလုံနိုင်တာမဟုတ်ဘူးနော်ဘာမှလည်းလုံနိုင်တာမဟုတ်ဘူးဆိုတော့ချင်းချင်းလေးရမင်းဘာမှလည်းထူးထူးကြီးကြီးဤဖြစ်လာတော့မှလည်းမဟုတ်ဘူးအဲ့မှာတော့ထဲ့လူငယ်တွေပဲထဲ့ရှုံးမဲ့တူတူတော့ထဲ့လေလူငယ်တွေပဲချယ်ဆီကိုဒီချိန်သွားကန်မင်းဘလို့မနိုင်မှာမဟုတ်ဘူးစီနီယာပလေးယာတွေနဲ့လေအဲ့ကြတော့မင်းအနာပေးအကုံထဲနော်အကုံအကုံအကုံစီနီယာတွေအကုံနာကျန်တဲ့ကောင်တွေအကုံထဲ့ပြီးတော့ရကန်ကိုကောင်တွေကမင်းချန်ပီယံစ်လိဝင်ခွင့်ရဖို့ကတော့ကန်ပါပဲလေကျွန်တော်ကိုရီတွက်ကရှင်းတယ် เนาะเชลซีကပရီးမီးယားလိကအရေးကြီးဆုံးပဲသူတို့အတွက် ကိုရီတွေယူရိုပါလိကအရေးကြီးဆုံးပဲမိမမင်းဘာပဲဟိုပြိုင်ပွဲကိုကြတော့ဘလို့တွေးတယ်မတွေးဘူးပဲမင်းနေလိုက်တော့ဟုတ်တယ်မလားမင်းစိတ်စိတ်ညစ်စရာကြီးပဲအတင်းကအဆင့်က16မှာဘလို့မှန်လက်ခံနိုင်စရာအကြောင်းမရှိဘူးเนาะအဲ့တော့နီးပြအနေနဲ့တာဝန်တစ်ခုပဲရှိတယ်မင်းအဲ့ဒါယူရိုပါလိကိုဖလားရအောင်ယူယူရိုပါလိဖလားရရင်အရင်အကောတော်တော်ကြီးတက်တာသွားမှာကစားမရည်တိတယ်နီးပြလည်းတိတယ်အကုန်တိတယ်ဗျာတိလားနော်အကုန်တိတယ်အဲ့တော့ ဒီဘွဲမှာ senior player တွေကိုထည့်ပြီးတော့မင်းစောက်တော့လို့မရဘူး Amorin တို့ပါတော့ Amorin ပုံမှန်များပြီးခဲ့တဲ့ Watson နဲ့ဘွဲက Amorin ကြောင့်ဖြစ်တာ Amorin အပြည့်ဝတောင်းယူရမယ့်ယာနော်ဒါဒါသူ့ကြောင့်ဖြစ်တာသူ့အမှားကြောင့်ဖြစ်တာသူ့ဆုံးဖြတ်ချက်အမှားကြောင့်ဖြစ်တာဆိုတော့ကျွန်တော်တို့ဒီဘွဲဒီအကုံထားမင်းမင်းအကုံဖက်မင်းအဝေးဝင်ရှုံးရင်ရှုံးမလို့စီသွားမင်းမဟုတ်လေနိုင်မမမဟုတ်တာဒီတင်းကိုအော်ဒါမှလည်းနော်စပါလည်းအဲ့လိုကစားလာမှာပဲ S2 Mila ကိုရှုံးလေသူတို့အတွက်မင်းနိုင်လေထူးမှမချမချနာသွားတာ final တီသူတို့အတွက်အရေးကြီးဆုံးပဲဟုတ်တယ်မလားနော်ဆိုတော့ final မှာ စပါးနဲ့ Manchester United ရှုံးတဲ့အတင်းကတော့မင်းမင်းသွားပြီပဲအဲ့အတင်းကနော်ဒီနိုင်မယ်တင်းရလည်းပဲအများကြီးတက်တာသွားမှာဒါတော့ရှက်စရာကောင်းတဲ့ယာစီတခုကနေအေးရှုံးမဲ့တင်ကိုမဖြစ်ဘူးလို့တယ်ဆိုအဲ့ဒီပွဲတင်တွေဒီပွဲရဲ့ effort တွေပါမလာဖို့လို့တယ် senior player တွေအကုန်နာမြင်မြင်နော် Chelsea နဲ့ပွဲရှုံးနေတယ်လို့ရှုံးမသေးသေးဟုတ်တယ်မလားနော်ကြက်တီတုံးတာတွေလာမလုံးနဲ့ဒီပြီးခဲ့တဲ့ Watson နဲ့ပွဲတုန်းကလိုမျိုးနော်ဒီပွဲကကျွန်တော်တို့တွေကဘာမျိုးလင်းချက်မှမထားဘူးလူဆက်တဲ့တာဝန်အရသာကစားမယ့်ပွဲဖြစ်ပါစေကွာတာဝန်အရသာကစားရတယ်ဆိုတဲ့ပုံစံမျိုးပဲဖြစ်သွားပါစေပြဿနာမရှိဘူး နော်ဆိုတော့ညီကူတို့ရောဒီပွဲဘယ်လောက်ထိမျောလင့်ထားကြလဲကျွန်တော်ကတော့မီနီကူစင်မြန်မြန်ကုံသွားပါစီပဲဆူတောင်းနေနော်တိုင်ပက်လုံးလို့ဒီရာဒီမှာနော်ဆုပ်ပြတ်တက်လုံးလို့စီနီယာပလေးယာတွေတယောက်မှမထီးနဲ့တက်နိုင်ခြင်းမရလူငယ်တွေဒီပဲသာချအဲ့လိုပဲဖြစ်စေခြင်းနဲ့ဘာတွေဆက်ဖြစ်အောင်လည်းလုံးမသိဘူးနော်ကဲဆက်သမိုင်းဘလူးတို့ဆွေးနွေးကြပါအောင်ကျွန်တော်တို့လူငယ်တွေဘယ်နှယောက်လောက်ထိပါလာလိမ့်မယ်လို့ထင်ကြတယ်အမ်မိုရင်တွေ့လဲလို့ဝင်မယ်လို့ထင်ကြလားဝက်ဆန်တဲ့ပွဲတုန်းကလိုမျိုးနော်ဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးဒီမှာလေ